အဲ့တော့ကျွန်တော်တို့ကဒီ magnetic conductor တစ်လုံးကိုရွေးချယ်ပြီးတော့အသုံးပြုရအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ magnetic conductor ရဲ့ tight hand side ပေါ့နော် magnetic conductor ဘာအမျိုးအစားဖြစ်မလဲပြီးတော့ size ဆိုတာကကြတော့ကျွန်တော်တို့ ampere တွေဘယ်လောက်ခံနိုင်တဲ့ ampere ရှိတဲ့ magnetic conductor ကိုရွေးချယ်ပြီးသုံးပါလေဒါတွေကိုရွေးချယ်ပြီးဖို့လိုတယ်နော်အဲ့တော့ magnetic conductor tight hand side ရွေးချယ်တဲ့အခန်းရောက်လို့ရှိရင်တော့ကျွန်တော်ပြပြဆိုဆုံး ရှင်းပြပေးမယ်ပြန်ပြီးတော့เนาะဒီမှာကတော့လိုအပ်တဲ့လောက်ကိုကျွန်တော်တို့ဒီ name magnetic connector ရဲ့ name plate ကိုဖတ်တာအောင်ကျွန်တော်ပြောပြသွားမယ်။ဒီဟုတ်ပြီเนาะအဲ့ဒီတော့ကျွန်တော်တို့ဒီ magnetic connector ကိုကျွန်တော်တို့ဘလောက် voltage နဲ့သုံးပါလဲเนาะ220 voltage နဲ့သုံးပါလား380 voltage နဲ့သုံးပါလားဒါမှမဟုတ် DC magnetic connector 24 volt ကိုသုံးပါလားเนาะကျွန်တော်တို့သုံးခြင်းနဲ့ voltage ကိုကျွန်တော်တို့ကဒီ magnetic connector မှာကြည့်ပြီးတော့ဝယ်လို့ရတယ် အဲ့ဒီတော့ဒီကတော့ဒါတဲ့တဲ့ထားထားတဲ့ပုံဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့မမြင်ရဘူးเนาะဒါပေမဲ့ဒီဘက်ချမ်းမှာရှိလိမ့်မယ်ဒီအခုဒီမှာ A1 နဲ့ A2 လို့ရေးထားတယ်အပေါ်ချမ်းမှာရှိလိမ့်မယ်အဲကျွန်တော်တို့ကအခု AC 220ဘူလေးတုံးမယ်ဆိုရင်ဒီမှာ AC 220ဘူလို့ရေးထားလိမ့်မယ်เนาะအဲ DC ဘူလေးတုံးတဲ့ DC 24ဘူလေးတုံးတဲ့မဂနက်တစ်ခုနှစ်တာကိုဝယ်မိတယ်ဆိုရင်ဒီနေရာမှာ DC 24ဘူလေးကို ရေးထားလိမ့်မယ်။နော်အဲ့ဒီတော့ကျွန်တော်တို့ကအသုံးပြုတဲ့အခါမှာ AC ဘိုးတွေကိုယူရတယ်ပေါ့နော် AC ဘိုးတွေကျွန်တော်တို့သုံးကျင်တာက AC 220ကိုယူရမှာနော်ကျွန်တော်တို့သုံးကျင်တဲ့ပလန်းကစာကစ်ပလန်းက AC 220မှာအသုံးပြုကျင်တာအဲ့ဒါကိုကျွန်တော်တို့က AC 380ပို့ယူလိုက်တယ်ယူလိုက်ရင်ဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့က တုံးထားတာက220ပလန်းမှာပေါ့နော်220ဗိုလ်ကြီးပလန်းမှာတုံးထားတယ်ဒါပေမဲ့ဒီမှာတုံးထားတဲ့ magnetic ကိုနဲ့ဒါကြတော့380ဗိုလ်ကြီးဖြစ်နေတယ်ဖြစ်နေတဲ့အခါမှာဒီ magnetic ကိုနဲ့ဒါကြီးက220ဗိုလ်ကြီးရမှာအလုလုတဲ့ magnetic ကိုနဲ့ဒါကြီးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က220ဗိုလ်ကြီးပဲပေးထားတယ်380နဲ့မှာအလုလုတဲ့ကောင်ကို220ဗိုလ်ကြီးပဲပေးထားတယ်ပေါ့နော် ဲ့တော့ပေးထားတဲ့ပေးထားတဲ့ဘိုးလေးကသူလိုအပ်တဲ့ဘိုးလေးနဲ့နဲနေတဲ့တော့ဒီမဂနက်တစ်ကိုနတားကြီးကကောင်းကောင်းကချင်းကွာချင်းကိုဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ဒီကောင်တန်လိုက်အပြည့်ကမဖြစ်တော့ဘူးပေါ့နော်အဲ့ဒီသဘောရှိတယ်အားကြောင့်မလို့ကျွန်တော်တို့ကဟိုသုံးရင်တဲ့ဘိုးလေးကိုဒီမှာတရားကြည့်ပြီးတော့မှဝယ်ရမယ်အဲ့လိုဝယ်ပြီးသွားပြီဆိုရင်ကျွန်တော် name plate ဖတ်ရမယ်။နောက်တစ်ခုကကိုသုံးမဲ့ MPR ပေါ့နော်။ကိုကဘယ်လောက် MPR သုံးကျင်တာလဲ။အဲ့ဒီပုံမှာ ြည့်ပြီးတော့မှဝယ်ရမယ်နော်။ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒါ name plate name plate ပေါ့နော်။ name plate ကကျွန်တော်တို့ဒီဘက်မှာပါတဲ့ဒီ magnetic controller ရဲ့ဒီလိုနေရာမှာဒီမှာစာတွေတွေ့တွေ့လိမ့်မယ်နော်။အဲဒီစာတွေကိုကျွန်တော်တို့ကဒီမှာမြင်ရအောင်လို့ကြည့်ရတာပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင် IE နော် IE ဆိုတာက rated ampere လို့ခေါ်တယ်နော် rated ampere ဆိုတာကကျွန်တော်တို့သုံးရမယ် ampere ပေါ့နော်ဒီ magnetic conductor ကိုရွေးချယ်ပြီးသုံးတဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့ ampere ကိုပြောတာဟုတ်ပြီနော်ဒါ rated ampere rated ampere ဆိုတာကဒီ line 1 line 2 line 3ပေါ့เนาะဒီ power contact ဒီနဲ့သက်ဆိုင်တဲ့ခံနိုင်တဲ့ ampere ပေါ့ အဲဟုတ်ပြီဒါ rated mb ရနောက်ပြီးတော့ ieac1 လို့ရေးထားတယ်เนาะဒါ ac1 နဲ့ ac3 ဆိုတာကဒါကဒီ magnetic conductor ရဲ့အမျိုးအစားတွေပေါ့เนาะ type ပေါ့အဲ ac1 ဆိုတာကကျွန်တော်တို့ဘာကိုပြောတာလဲဆိုရင် ac1 ဆိုတာကကျတော့ကျွန်တော်တို့ဒီရိုးရိုး resistance လို့ပေါ့နော် resistance လို့ဆိုတာဒီမီးကြောင်းတွေတုံးတာတို့ heater တွေတုံးတာတို့ပေါ့နော်ဒီ in rush ကတော့မရှိတဲ့ device တွေကိုတုံးတာကို AC1 လို့ခေါ်တယ်နော်အဲ့တော့ဒီမှာ IE ကဒီ AC1 နဲ့အတူတူပဲလို့သူပြောထားတာနော်ပြောထားတာပြီးကြတော့သူကဘယ်လောက်ခံနိုင်လဲဆိုရင်ဒီမှာ250 ampere ခံနိုင်တယ်လို့သူကပြောထားတယ်နော်ဟုတ်ပြီ ဒါ IE ရဲ့ခံနိုင်တဲ့ ampere ကျွန်တော်တို့က250 ampere ခံနိုင်တဲ့ magnetic conductor ကိုဒါဝယ်ထားလိုက်တာပေါ့နော်ကျွန်တော်တကယ်ယူရှေ့ရမှာ250 ampere ဆိုတာကိုကြည်ပြီးတော့ယူရှေ့ရမှာနော်ကျွန်တော်တို့သုံးမဲ့ဘိုးတွေဆိုတာကကျွန်တော်ဒီ UE ပေါ့နော် UE UE လို့ရေးထားတယ်အခုသူ့ကျွန်တော်တို့သုံးမဲ့ဘိုးတွေကဒီမှာကြည်ရမှာနော်ဒီခုန A1 နဲ့ A2 ရေးထားတဲ့ဂျာထဲမှာကြည်ရမှာသူကကျွန်တော်တို့သုံးမှာက220ဘူးပလန်းမှာသုံးမယ်ဆိုရင် ဒါ220ဘူလေးအကွက်ကိုကြည့်ပေါ့နော်အဲ့ဒီတော့ဒီကီလိုဝက်ပေးထားတယ်ကီလိုဝက်ဆိုတာကခုနကကျွန်တော်တို့ကအမ်ပီယာနဲ့လည်းကြည့်ပြီးပါပြီနော်ကီလိုဝက်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က45ဒီ220ကိုသုံးမယ်ဆိုရင်45ကီလိုဝက်ထိကျွန်တော်တို့ကသုံးလို့ရတယ်ဒီမဂနက်တစ်ကိုနဲ့တောင်းဒါကိုပြောထားတာနော်45ကီလိုဝက်အဲဟုတ်ပြီကျွန်တော်တို့ကကီလိုဝက်နဲ့အတိအကျမသိရင်ဘောနော် ဒီမဂနက်တစ်ကွန်ဒက်တာက220သုံးထားတဲ့အခါမှာ220ဗိုလ်တွေကိုရွေးချယ်ဝယ်ယူထားတဲ့အခါမှာဒီမဂနက်တစ်ကွန်ဒက်တာအမျိုးအစားဆိုရင်45ကီလိုဝတ်ဒီခံနိုင်တယ်နော်အဲ့လိုပဲဒီ380မဂနက်တစ်ကွန်ဒက်တာကိုဝယ်မိတယ်ဆိုလို့ရှိရင်လေသူက75ကီလိုဝတ်ခံနိုင်တယ်ပေါ့နော်အဲ့ဒီသုံးလို့ရတယ်ဒါကိုသူကဇယားနဲ့ပြတာတာနော်ဒါမှမဟုတ်ကျွန်တော်တို့တကယ်သုံးပါသည်220ဗိုလ်ဆိုရင်220ဗိုလ်အကွက်မှာပဲကြည်ရမယ်နော် ဲ့တော့ကျွန်တော်ကီလိုဝတ်နဲ့ပြထားလို့မှာကီလိုဝတ်နဲ့မလို့ရင်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီ ampere နဲ့ kilo watt နဲ့ဆက်သွယ်ရအောင်သိရမယ်เนาะအဲ့တော့ဒီ ampere နဲ့ kilo watt နဲ့တွက်တဲ့ဥစ္စာကိုကျွန်တော်နောက်ပိုင်းမှာ ပြောပြသွားမယ်ဟေးဟုတ်ပြီเนาะအခုတော့ဒီမှာကျွန်တော်တို့လိုချင်တာ250 ampere ကိုသုံးချင်တယ်ဆိုရင်ဒီမှာ i ကိုရှာပြီးတော့ဓာတ်ရိုက်ကြည့်မယ် ဒါမှမဟုတ် kW နဲ့ကျွန်တော်တို့က45 kW သုံးနေတာဆိုရင်အဲဒီမှာထားရိုက်ကြည့်လိုက်ပေါ့နော်ဒီဟုတ်ပြီအဲ့ဒီတော့ AC3 ဆိုတာကကြတော့ဒီ magnetic conductivity ရဲ့အမျိုးအစားနော် magnetic conductivity ရဲ့အမျိုးအစားကိုပြောတာဒါ magnetic conductivity တိုက်ပေါ့နော်အမျိုးအစားအဲ AC1 ဆိုရင်ကျွန်တော်တို့က resistive ဒီနေရာမှာ AC1 လို့ရေးထားရင် resistive load တွေဖြစ်တဲ့ဒီမီးချောင်းတို့နော်မီးချောင်းတို့မီးလုံးတို့နောက်တစ်ခါ ဟီတာကွိုင်းတို့ဒါတွေကိုပဲတုံးလို့ရမယ်เนาะအဲဟုတ်ပြီ AC3 လို့ရေးထားတာကြတော့ကျွန်တော်တို့ square key induction motor တွေပေါ့เนาะ square key induction motor အဲအဲ့ဒီအမျိုးအစားတွေအတွက်အဲ့ဒီ motor အမျိုးအစားတွေအတွက်သူကတုံးလို့ရတယ်သူကကြတော့ motor တွေဖြစ်တဲ့တော့ in rush current ဆိုတာရှိလာတယ် in rush current ဆိုတာကကျွန်တော်တို့ဒီ motor တွေဆက်ဆက်လဲတဲ့အချိန်မှာဖြစ်ပေါ်လာမယ်ရုပ်တရက် မြင့်တက်လာမယ် ampere ပေါ့နော် မော်တာတွေကဆက်ဆက်လဲတဲ့ချိန်မှာအဲ့ဒီ inrush current လို့ခေါ်တယ်သူ့ရဲ့ငကူရှိရမယ် ampere တက်ဟို34စားလောက်ဒီ345စားဒီအဲ့လိုတက်သွားတယ်နော်အဲ့လို ampere ရုပ်တရက်မြင့်တက်လာတဲ့သဘောရှိတာပေါ့နော် မော်တာတွေကအဲ့တော့ဒီဒီနေရာမှာဒါ AC1 ကိုကျွန်တော်တို့ရွေးချယ်လိုက်မယ်ဆိုရင်ဒီမော်တာတွေတော့တုံးဖို့မသင့်နေပါဘူးနော်ဒီနေရာမှာ AC3 ကိုရွေးချယ်လိုက်မယ်ဆိုရင်နော်အဲ့ဒီအခုကျွန်တော်ပြောပြနေတဲ့မော်တာတွေအတွက် အသုံးပြုလို့ရတယ်ဘာလို့ဆိုတော့ तू က inner garden ကိုခံနိုင်တဲ့အနေထားပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ name plate ဖတ်တာလေအဲကျွန်တော်တို့တော်တော်များများသိပါပြီအော်ဒီမှာတစ်ခုပြောဖို့ကြံနေတယ်ကျွန်တော်တို့တကယ်သုံးမှာက220ဘူးလို့ကျွန်တော်တို့ကရွေးချယ်ပြီးတော့သုံးမှာဟုတ်တယ်နော်ဒါပေမဲ့သူ့ရဲ့ UI ဆိုတာနော် UI ဆိုတာကကျွန်တော်တို့ကဒီ 220ဘူးသုံးမှာတော့ဟုတ်တယ်ဒါပေမဲ့ဒီ UI ဆိုတဲ့ insulation body လို့ခေါ်တယ်เนาะ insulation body က1000ဘူးထိသူကခံနိုင်တယ်เนาะ insulation body ဆိုတာကဘယ်လိုပြောမလဲအနည်းဆက်ဆုံးပြောရရင်ဒီ high body တွေဝင်လာတယ်ပေါ့เนาะ high body ဝင်လာတဲ့အခါမှာအဲ့လိုအခါမျိုးမှာဆိုရင်သူ1000ဘူးမကျော်တဲ့မကျော်တဲ့အထိအခြေအနေအထိဆိုလို့ချင်းသူကခံနိုင်နေပေါ့နော်ဒီမဂနက်တစ်ကွန်ဒါကြီးပျက်စီးမှုမရှိဘဲနဲ့ပြန်ပြီးတော့အသုံးပြုနိုင်တယ် ဒါပေမဲ့သူ့မှာအချိန်ကန့်သတ်ချက်တော့ရှိတယ်နော်ဟုတ်ပြီဒီ UI တန်ဖို့ဒီဖူဥမာ full body ဝင်လာဝင်လာတယ်တို့ဘာလို့ကြားဘူးမှာပေါ့နော်အဲ့တော့ full body ဝင်လာတယ်ဆိုတာ high body ဝင်လာတာပေါ့နော် high body ဝင်လာတာ high body ဝင်လာတဲ့အချိန်မျိုးမှာဆိုရင် तू ကခဏအတွင်းမှာပေါ့နော်ဥမာ30စက္ကန့်40စက္ကန့်လောက်အတွင်းမှာ तू ကတထောင်ဖို့ထပ်မကျော်ဘူးဆိုရင်ဒီ mechanical ကိုနားရပျက်စီးစရာအကြောင်းမရှိဘူးနော်ဒါအနည်းဆုံးကျွန်တော်နားလည်အောင်ပြောပြတာနော်